ောင်းမွန်စွာစားတောက်ရန်အတွက်အဓိကအချက်များ၁မိခင်တို့ဆိုသောကလေးငယ်များအတွက် ကျန်းမာရေးနှင့်ညီညွတ်သောအစားအစာမှာမိသည့်အစားအစာနှင့်ဝေးစားမှအသက်6လအထိကလေးငယ်များကို အခြားမိသည့်အစားအစာရေနှင့်အရင်မြမတိုက်ကျွေးပဲမိခင်တို့တမျိုးတည်းကိုသာတိုက်ကျွေးပါကလေးစားသည့်အချိန်တိုင်းနေရောညပါ မကြာခဏမိခင်တို့တိုက်ကြွေးပါ ခလေးအသက်6လပြည့်ပါကဖြည့်ဆွတ်စာအနေဖြင့်အနေရကင်းပြီးအဟာရပြည့်ဝသော အမဲဆုံးအစားအစာများကို အစပြိုကျွေးပြီးမိခင်တို့ကို အနည်းဆုံးခလေးအသက်2နှစ်အထိဆက်လက်တိုက်ကြွေးပါ ခလေးငယ်များအတွက် အစားအစာများတွင် စားနှင့်တကြားကိုအပိုဆောင်ထည့်ချခြင်းမပြုရပါဘူး ကလေးငယ်များအတွက်အစာအစာများတွင် စားနှင့်တကြားကိုအပိုဆောင်ထည့်ကျွေးခြင်းမပြုရပါနှင့်ကလေးငယ်များကိုအဘဲကြောင့်မိခင်တို့တမျိုးတည်းသာတိုက်ကျွေးတင်တနေမိခင်တို့တွင် အသက်6လအောက်ရွယ်ကလေးငယ်အတွက်ကျန်းမာစွာကြီးချွားဖွံ့ဖြိုးစေရန်လိုအပ်သောအာဟာရများနှင့်ရေဓာတ်တို့လုံလောက်စွာပါဝင်ပါသည် မိခင်တို့တမျိုးတည်းတိုက်ကျွေးသော6လအောက်အရွယ်ကလေးများသည်ဝမ်းပြတ်ဝမ်းလျှော့ခြင်းအသက်ရှူလန်းကြောင်းပိုးဝင်ခြင်းနှင့် နားပိုးဝင်ခြင်းစသည်ကလေးများတွင် အဖြစ်များသော နာမကျန်းမှုများကိုပို၍ခံနိုင်ရှိသည် မိခင်တို့ဆုခဲ့ရသောကလေးငယ်များသည် လူကြီးဘဝတွင် ကိုယ်အလေးချိန်များခြင်းအဝလွန်ခြင်းတို့အပြင်စီးချိုယောဂါနှလုံးယောဂါ လေးဖြတ်ခြင်းစသည်မကူးဆက်တတ်သောယောဂါများဖြစ်နိုင်ခြင်းနည်းပါသည်၃အမျိုးအမဲဆုံးသော အစာအစာများစားသုံးရန်အပေကြောင့်အရေးကြီးသည်နည်းတဘာဝအတိုင်းမပြုတ်ပြင်းသာသည့်လက်ဆက်သောအစာအစာများကို အမဲဆုံးအောင်စားသုံးခြင်းဖြင့်ခလေးငယ်များနှင့်လူကြီးများအတွက်မရှိမဖြစ်လိုအပ်သောအာဟာရဓာတ်များကို လုံလောက်စွာရရှိစေပါသည်ထို့သောကျမ်းမာရေးနှင့် ညီညွတ်စွာ စာတုံးခြင်းဖြင့် ကိုယ်အလေးချိန်များခြင်း အဝလွန်ခြင်းနှင့်မကူးဆက်တတ်သောယောဂါမျိုးကို ဖြစ်စေသည်အချို့အစီနှင့် အငန်းလွန်ကဲသော အစာအစာများကိုစာတုံးမိခြင်းမှာရှောင်ရှားနိုင်မည်ဖြစ်ပါသည်ကျမ်းမာရေးနှင့်ညီညွတ်မြတ်သည့်အစာအစာစာတုံးခြင်းသည် ကလေးငယ်များ၏ဖွံ့ဖြိုးမှုအတွက်အထူးအရေးကြီးပါသည်လူကြီးများအတွက်လည်းပုံမူချမ်းမာ၍တက်ကြွသောဘဝကို ရရှိစေပါသည်ကမ္ဘာ့ချမ်းမာ၏အဖွဲ့ WHO ကအခြေခံအစားအစာများဥပမာဂျုံပြောင်းမူယောစသည် ကောက်နှံများသို့မဟုတ်အာလူကစွန်းဥဝါဥပိန်းဥပလောပီနံစသည် စီတက်ကျေဝသောတစ်ဥတစ်ဖုများပဲအမျိုးမျိုးဟင်းသီးဟင်းရွက်များအသီးနှံများနှင့်တရိษံမရသော အစားအစာများဥပမာအသားငါဥနိုစသည့်အစားအစာမျိုးမျိုးကိုစုံလင်စွာစားသုံးရန်အကြံပြုထားသည်လေဟင်းသီးဟင်းရွက်နှင့်အသီးနှံများ ကျွယ်ဝစွာ စားသုံးခြင်းဤအကျိုးကျေးဇူးများမှာ မိသည့်အရာများဖြစ်သည်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကဟင်ဒီဟင်ရွက်နှင့်အသီးနှံများကိုစုံစုံလင်လင်စားသုံးရန်အကြံပြုထားသည်။အစာပြေစာအဖြစ်တကြားစီနှင့်စားပါဝင်မှုများသော အစာအစာများထက် လက်ဆက်သော ဟင်ဒီဟင်ရွက်များနှင့်အသီးနှံအစိမ်းများကိုရွေးချယ်စားသုံးသင့်ပါသည်။အကျက်လွန်အောင်ချက်ထားသော ဟင်ဒီဟင်ရွက်နှင့် အသီးနှံများတွင်အရေးကြီးသောဗိုက်တာမင်ဓာတ်များညော့သွားသောကြောင့်အချက်လွန်အောင်ချက်ပြုတ်ခြင်းကိုရှောင်ကျဉ်သင့်ပါသည်စီတပ်ထားသောဒုမဟုတ်အချောက်ခံထားသော ဟင်းသီးဟင်းရွက်များနှင့် အသီးနှံများကိုစားသုံးပါကအပိုဆောင်စားနှင့်တကြားမပါဝင်သောအမျိုးအစားကိုရွေးချယ်သင့်ပါသည်ဟင်းသီးဟင်းရွက်များနှင့်အသီးနှံများသည်ဗီတာမင်တက်ထူတဲ့ အမြင့်တက်အပင်မရသောအသားဓာတ်နှင့်ဓာတ်တိုးဆန့်ခြင်းပစ္စည်းများကျွဲဝစွာပါဝင်သောအဓိကအရင်းမြင့်များဖြစ်သည်ဟင်းသည်ဟင်းရွက်များနှင့်အသီးနှံများကျွဲဝစွာစားသုံးသူများသည် အဝလွန်ခြင်းနှလုံးရောဂါလေးဖြတ်ခြင်းစီးချိုနှင့် အချို့သောကင်ဆာရောဂါများဖြစ်နိုင်ခြင်းသိသားစွာနှဲပါသွားသည်ငါစီနှင့် အစီကို တန်အတွင်စားသုံးခြင်းသည် ကျန်းမာရေးနှင့်ညီညွတ်ပါသလားစီနှင့်အစီတို့ကိုအတန်အတွင်စားသုံးခြင်းသည်ကျန်းမာရေးနှင့်ညီညွတ်သော အစားစားသုံးမှုပုံစံ၏တစ်စိတ်တစ်ပိုင်းဖြစ်သည်စီနှင့်အစီတို့တွင်အင်အားထက်တိတ်တီးစွာပါဝင်သဖြင့်စီနှင့်အစီကို အလွန်အကျွံစားသုံးမှာကအထူးသဖြင့်ကျမ်းမာရေးနှင့်မညီညွတ်သော အစီများကို စားသုံးပါက ကျမ်းမာရေးကိုထိခိုက်စေနိုင်သည်ဥပမာပြေဝစီနှင့်အသွေးမြောင်းစီများကို အလွန်အကျွံစားသုံးသူများသည်နှလုံးရောဂါနှင့် လေးဖြတ်ခြင်းတို့ဖြစ်နိုင်ခြေပိုများပါသည်အသွေးမြောင်းစီများကို အချို့သော အသားများနှင့်နှုတ်ထွက်ပစ္စည်းများတွင်တဘာဝအားဖြင့်တွေ့ရတတ်သောလဲဆက်ယုံထုတ်စီများဥပမာအုံးစီစားအုံးစီမာဂျရင်းကဲ့သို့ ိုက်ဒရိုဂျင်ပါဝင်သည့်ဆီများတွင်အသွေးမြောင်းဆီများအ धिक ပါဝင်သည်ပြေဝဆီတိရစ္ဆာန်မရသောဆီဥပမာအုံးဆီစားအုံးဆီထောဘက်ဂီထောဘက်ဝက်ဆီများအစားမပြေဝသောဆီဟင်းရွက်ဆီဥပမာတန်လွင်ဆီပဲပိဆက်ဆီနေကြဆီပြောင်းဆီများကိုရွေးချယ်စားသုံးပါ ဖြစ်နိုင်မှာကအနီးအောင်ရှိသော အသားများအစာ အစီတက်နေသည့်စားသုံးရန်မွေးမြူထားသောကြက်ဘဲနှင့်ငါးများကိုရွေးချယ်ပါ အစီနှင့်စားပါဝင်မှုများသောကြောင့်ပြုပြင်ထားသော အသားများကိုအနေအချင်းသာစားသုံးပါအစီနှဲသောသို့မဟုတ် အစီထုတ်ထားသောနို့နှင့် နို့ထွက်ပစ္စည်းများကိုတတ်နိုင်သမျှရွေးချယ်စားသုံးပါအသွင်ပြောင်းစီပါဝင်သည့် ြုပြင်ထားသောกินထားသောကြော်ထားသောအစားအစာ ဥပမာအာလူးကြောင်းကျော်မက်ကဒေါ်နယ်ချက်ကျော်များကိုရှောင်ကြဉ်ပါ6စားနှင့်တကြားစားသုံးမှုကိုမိတို့လျှော့ချနိုင်မည်နီစားအပါဝင် ဆိုဒီယမ်များများစားသူများသည်တွေးတိုးရောဂါဖြစ်နိုင်ခြင်းများပြီးထိုမှတစ်ဆင့်နှလုံးရောဂါနှင့်လေးဖြတ်ခြင်းတို့ဖြစ်နိုင်ခြင်းပိုများပါသည် ထို့အတူပဲတကြားနှင့်အချို့များများစားသူများတွင် ကိုယ်အလေးချိန်များခြင်းအဝလွန်ခြင်းနှင့်တွားပိုးစားခြင်းတို့ ဖြစ်နိုင်ခြေပိုများပါသည်တကြားလျှော့စားသူများသည်နှလုံးရောဂါနှင့်လေးဖြတ်ခြင်းကဲ့သို့မကူးဆက်တတ်သောရောဂါများဖြစ်နိုင်ခြေကိုလျှော့ချနိုင်ပါသည် အစာအစာများ ပြင်ဆင်ချက်ပြုတ်ရာတွင်စားနှင့်ဆိုဒီယမ်များသောဟင်းခက်များဥပမာ အသားမှုပင်းငံများရေငားငံများရေကိုရှော့တုံးမှာစားနှစ်တကြားပါဝင်မှုများသည့်မုတ်ပဲသေးစားများကိုတက်နိုင်သည်မျှရှောင်ကျင်ပါ အချိုရည်များဆိုဒန်နှင့်တကြားပါဝင်မှုများသည့်အချိုရည်များဥပမာအသင့်ဖြော်ထားသော အသီးဖြော်ရည်များအချိုရည်အနက်အရသာထည့်ထားသောနိုးနှစ်ဒိန်ချင်များတောက်ချင်းကိုရှော့ပါ ကွကီကိတ်နှင့်ချောကလက်စသည့်မုတ်အချိုများအစားလက်ဆက်သောတည်တီးများကိုရွေးချယ်စားသုံးပါကျန်းမာရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ